သမ ्या ဝဲမင်္ဂလာပါဗျာဒီနေ့မှာတော့ဗီယက်နမ်နိုင်ငံကအရှင်ဖြစ်လက်ကန်ကျင်းပတဲ့ U19 အာဆီယံမြို့သမီးဘောလုံးပြိုင်ပွဲကိုစတင်ကျင်းပခဲ့ပါတယ်ဒီပြိုင်ပွဲရဲ့အုပ်စု A မှာတော့အရှင်ဗီယက်နမ်ကျွန်တော်တို့မြန်မာနောက်ပြီးရင်လာအိုနောက်အရှိတီမောတို့ပါဝင်ခဲ့ပါတယ်ခင်ဗျအုပ်စု B မှာတော့ကျွန်တော်တို့ထိုင်းမလေးရှားကမ္ဘောဒီးယားနဲ့အင်ဒိုနီးရှားတို့ပါဝင်ခဲ့ပါတယ်ဒီနေ့ညနေ3:00အချိန်မှာ အုပ်စုဘီကပွဲစဉ်2ပွဲစတင်ကစားခဲ့တယ်။အဲ့ဒါပြီးတော့အုပ်စုအေကပွဲစဉ်2ပွဲကစားခဲ့ပါတယ်ခင်ဗျ။အဲ့ဒီပွဲစဉ်3ပွဲမှာအုပ်စုဘီကပွဲစဉ်တွေကိုပြောရမယ်ဆိုရင်ထိုင်းကအင်ဒိုနီးရှားကိုရှောက်ကိုတကိုးနဲ့ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ဒီပွဲမှာထိုင်းမျိုးသမီးကညာပြီးတော့ကန်တဲ့ပုံစံမျိုးဖြစ်နေလို့သာအင်ဒိုနီးရှားတပ်သားရရလို့ပြောရမှာဗျ။တကယ်တမ်းထိုင်းယူဆက်ကိုအမျိုးသမီးအသင်းကသာအာဂုံသာတိုက်စစ်ဆင်ပြီးတော့ နောက်ထပ်အနာခံကစားမယ်ဆိုရင်19လောက်ထိတွင်းနိုင်တဲ့ပွဲမျိုးဖြစ်သွားနိုင်တယ်။ဒီယိုစုကနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့မလေးရှားနဲ့ကမ်ဘောဒီးယားပွဲစဉ်မှာတော့မလေးရှားက၄ဂိုးကိုမရှိဆိုရလနဲ့အနိုင်ရသွားခဲ့တယ်ခင်ဗျ။ဒီယိုစုရဲ့အနေအထားကိုကြည့်ရမယ်ဆိုရင်တော့ထိုင်းကအုပ်စုပထမမလေးရှားကအုပ်စုဒုတိယနဲ့စမီဖိုင်နယ်ကိုတက်လှမ်းသွားဖို့များပါတယ်။အုပ်စု A ဘက်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါအုပ်စု A ရဲ့ညနေ3:00ပွဲစဉ်မှာတော့တီမောအသင်းကိုလာအိုအမျိုးသမီးအသင်းက ငကိုးကုန်းရှိဆိုရလာနဲ့အနိုင်ယူသွားခဲ့တယ်ခင်ဗျအဲအခုညနေ6နာရီခွဲမှာကစားတဲ့အင်ရှင် BNN နဲ့ကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းတို့ရဲ့ပွဲကတော့မြန်မာအမျိုးသမီးအသင်းဟာအရှုံးရလာနဲ့ရင်ဆိုင်ရတဲ့ပွဲဖြစ်သွားခဲ့ပါတယ် BNN အမျိုးသမီးအသင်းဟာရှေ့ကမ်းပိုင်းဆိုင်ရာအသာစီးရခဲ့သလိုအဆုံးသတ်ပိုင်းဆိုင်ရာလည်းတည်ကြခဲ့ပါတယ်ခင်ဗျအင်ရှင် BNN ယူဆက်ကိုအမျိုးသမီးအသင်းကမြန်မာယူဆက်ကိုအမျိုးသမီးအသင်းကိုနှစ်ကိုးကုန်းရှိဆိုရလာနဲ့ အနိုင်သွားခဲ့တာဖြစ်ပါတယ်မြန်မာမျိုးသမီးအသင်းမှာလိုအပ်ချက်တွေရှိခဲ့ပါတယ်တဏျာချင်းလိုက်လိုအပ်ချက်တွေရှိခဲ့သလို၁၈ kg စီးတဲ့ကိုရောက်ရင်ဘောလုံးပြတ်သွားတာတွေကလည်းအတော့ကိုပဲစိတ်ပျက်စရာကောင်းခဲ့ပါတယ်ခင်ဗျဒီအားနဲ့ချက်တွေကိုပြင်ဆင်နိုင်မှုလိုပါတယ်ဒီအုပ်စုမှာတော့အနေထားကိုကြည့်ရတာလာအိုနဲ့မြန်မာတို့ကအုပ်စုဒုတိယလူရမယ်အနေထားဖြစ်သွားပြီအင်ရှင် BNN ကတော့အုပ်စုပုံနေရာကိုယူပြီးတော့သမိပိုင်တွေကိုတက်လှမ်းမှုတေချာတော့ရှိသွားပြီခင်ဗျအဲ့တော့မြန်မာအမျိုးသမီးအသင်းအနေနဲ့ လာအိုအမျိုးသမီးအသင်းကိုအနိုင်ရခဲ့ရင်အုပ်စုဒုတိယရဖို့နှိစက်သွားလိမ့်မယ်အုပ်စုဒုတိယနဲ့နောက်တစ်ဆင့်ကိုတက်ခဲ့တဲ့စမီးပိုင်နယ်ကိုရောက်ခဲ့တဲ့ဆိုရင်မြန်မာယူဆက်ကိုအမျိုးသမီးအသင်းရင်ဆိုင်ရမှာကထိုင်းယူဆက်ကိုအမျိုးသမီးအသင်းဖြစ်လာပါလိမ့်မယ်အဲ့တော့အဲ့ဘွဲဟာအများကြီးကြိုတင်ပြင်ဆင်ထားနိုင်မှမြန်မာယူဆက်ကိုအမျိုးသမီးအသင်းအတွက်ရလာကောင်းနိုင်အောင်ပွဲစဉ်မျိုးဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့ယူရပြီးထိုင်းယူဆက်ကိုအမျိုးသမီးအသင်းဘယ်လောက်ထိ ကောင်းမှုမှုရှိရဆိုတာဘောလေအဲ့တော့ရှိလာမယ်ဇွန်လ17ရက်နေ့ကိုရောက်ရင်အုပ်စုဒုတိယပွဲစဉ်တွေကိုကျင်းပမှာဖြစ်ပါတယ်အုပ်စုအေမှာညနေ3နာရီမှာတော့မြန်မာနဲ့လာအိုတို့ရဲ့ပွဲစဉ်ရှိနေပါတယ်ညနေ6ခွဲကိုရောက်ရင်တော့ဗီယက်နမ်နဲ့အရှေ့တီမောတို့ရှင်မြန်ကစားတဲ့ပွဲစဉ်ကိုကြည့်ရှုရပါလိမ့်မယ်ခင်ဗျအုပ်စုဘီဘောမှာတော့ဇွန်လ17ရက်နေ့မှာညနေ3နာရီမှာနှစ်ပွဲလုံးကစားမှာဖြစ်ပါတယ်ထိုင်းနဲ့မလေးရှားတွေ့နေပါတယ် အင်ဒိုနီးရှားနဲ့မော်ရီးယားကိုတွေ့နေပါတယ်ခင်ဗျအဲ့တော့အုပ်စုဒုတိယပွဲစဉ်မှာမြန်မာအမျိုးသမီးအသင်းအနိုင်ရနိုင်လိမ့်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရင်ခုန်ကြပါစို့ခင်ဗျာတ िश ူအားပေးပြည့်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ